လူသိများပြီးအစဉ်ပြေလာချိန်မှာမွေးရမြေမိထီလာမြို့နယ်ကရွာလေးကိုပြန်လည်အကျိုးပြုနိုင်ပြီဖြစ်တဲ့ဤကဲတုတ်တဲလီကိုဆိုင်စကိုင်းကဤကဲတုတ်တဲလီကိုဆိုင်ဇော်ကအစီတနာအကျိုးပြုမှန်ကန်လာကြောင့်ငလင်ဘေးကနေစတင်ပြီးသူ့ဘွားကအစဉ်ပြေလာခဲ့ပါတယ်ဤကဲတုတ်ရောင်းလာခဲ့တာဆင်းနစ်ရှိပြီဖြစ်တဲ့ကိုဆိုင်ဇော်ကသူ့ဘွားမှာစိတ်ရှိတိုင်းလှူနိုင်လိမ့်မယ်လို့လည်းဘယ်တော့မှမထင်ထားခဲ့ပါဘူးငလင်ဘေးတင်ပြည်သူတွေနဲ့အလူရှင်တွေကိုဤကဲတုတ်လေးတွေလှူရင်းနဲ့သူ့ကိုပြန်လည်လှူဒန်းမဲ့သူတွေကပေါ်များလာခဲ့ပါတယ်ကိုဆိုင်ဇော်ကိုလက်ဆောင်နေပေးကြသူတွေထဲမှာလိုင်းလေးစိန်ဆိုင်နဲ့ပေါင်ပါပါတယ်သူတို့ဘက်ကချစ်ခင်လို့ပေးထားတဲ့ ပစ္စည်းကတမိုးထားတဲ့တာကိုကိုရှိုင်းစောကသိပေမဲ့မွေးရမြေကိုလူတန်းကျင်တာကြောင့်အခုတော့စိတ်နှက်ကကိုရောင်းလိုက်ပါတယ်။ တခြားလူရှင်တွေစုပေါင်းပြီးတော့လူဒန်းပေးတဲ့ငွေတွေနဲ့ရွာလေးမှာအကျိုးရှိတဲ့အရာလေးကိုလုပ်နိုင်ခဲ့ပါပြီ။ကိုရှိုင်းစော်ကိုလိုင်းလီစိန်ဆိုင်ကစိန်နကလေးလက်ဆောင်ပေးခဲ့တဲ့ပြင်ကြော်ညာလေးရိုက်ကူးခဲ့ပါတယ်။သူ့ရဲ့လောအခါရတဲ့ငွေကိုကိုရှိုင်းစော်ကစုထားပြီးတော့သူ့အတွက်မသုံးမဲရဲရွာအတွက်ပြန်ပြီးတော့အသုံးပြုခဲ့ပါတယ်။ကိုရှိုင်းစော်ရဲ့ဇာတိကတော့မိထီလာမျိုးနယ်ကချောင်းခွတ်ကျေးရွာဖြစ်ပါတယ်။အဲ့ဒီရွာမှာအင်ဂျီတရာရှိပြီးတော့ရွာကိုရောက်ကျုံမှာစံအိတ်နဲ့စီဒီကိုလှူဒန်းပေးလိုက်ပါတယ်။အင်ဂျီအားလုံးကိုတိန်ဆန်ကပြီးစီ90သားနဲ့စားတောင်နှုံနဲ့လှူဒန်းပေးလိုက်တာပါ။ကိုရှိုင်းစော်ကဒီရွာမှာမွေးပြီးတော့ဒီရွာမှာ ်ကြည့်ခဲ့သူဖြစ်ပြီးသူအဆင်ပြေလာတဲ့အချိန်မှာတော့ပြန်လည်ကြည့်ရှုပေးခြင်းနဲ့ဆန္ဒရှိပါတယ်။ကိုရှမ်းစော်တို့ရွာလေးမှာအရေးလက်ကြည့်နေပြီးတော့ဆန္ဒလက်ရှာပါပါတယ်လို့ဆိုပါတယ်။ တအိမ်ကိုစံတအိမ်နှောင်းလှူဒန်းခြင်းပေမဲ့ငွေကိုကျင့်ကြံရသေးတာကြောင့်ငါးပြည့်အိတ်တွေကိုပဲလှူဒန်းနိုင်ခဲ့ပါတယ်။ရွာထဲကအသက်ကြီးတဲ့အဖိုးဘွားတွေကတော့ကိုရှိုင်းစော်ရဲ့အလှူကိုရောက်လာခဲ့ကြတာကြောင့်ပြည်သူတွေဖြစ်ပြီးတော့မျက်ရည်တွေတောင်းဝဲနေပါတယ်။စံငါးပြည့်ဆိုတော့ကလည်းတကယ်လိုအပ်တဲ့အိမ်တွေအတွက်တော့အချိန်တစ်ခုအထိအဆင်ပြေသွားစေမှာပါရှင်။ဒီလိုလှူနိုင်တာကြောင့်အဖြူစင်တဲ့ငွေကြေးတွေနဲ့ဖြစ်ပြီးတော့မိဘတွေသာရှိနေသေးရင်တော့ဒီလိုလိမ်မာတဲ့သားလေးကြောင့်အကူအညီနေမှာတည်ကြပါတယ်။ဒီဘွားမှာအလှူတွေလုံရတဲ့အကျိုးကျေးဇူးကြောင့်နောက်ဘွားတွေမှာမိစုံဖဆုံမနေခွင့်ရခြင်းနဲ့လို့ဆိုပါတယ်။ဇာတိရွာလေးကိုပြန်ကြည့်တော့ရွာကိုရောက် ုံရောက်ခိတ်မှာလည်းရက်ရွာကိုကူညီပေးခဲ့သေးပါတယ်။ သူ့အတွက်ကျေးဇူးဆက်စရာမိဘတွေမရှိတော့တာကြောင့်ယွာလေးကိုပဲနိုင်တဲ့လောက်ကြည့်ရှုပေးနေပါတယ်။စင်စင်ကလက်ဆောင်ပေးတဲ့စိန်နှက်ကကိုရောင်းလိုက်တာကတံမိုးမထားတာနဲ့တူတူပဲဆိုပြီးတော့ပြောဆိုကြသူတွေလည်းရှိပါတယ်။ဒါပေမဲ့ယွာကိုရောက်တုံးမှာတော့သူ့ရဲ့ရီမန်းချက်လေးပြည့်အောင်လှူဒန်းလိုက်တာကိုလည်းလိုင်းလီစင်စင်ကခွင့်ပြုပေးလိုက်တဲ့အပြင်လိုင်းလီကလည်းအလူငွေတွေထည့်ဝင်ပေးပါတယ်။ကိုရှိုင်းစုံကငငယ်ကလေးကမိဘတွေမရှိပဲမွေးစားမိဘတွေနဲ့ပဲနေထိုင်ခဲ့ရပါတယ်။မွေးစားမိဘတွေရဲ့စုံမပဲ့ပြင်မှုကောင်းတာကြောင့်ကိုရှိုင်းစုံကလိမ္မာရင်ကျေးသူဖြစ်လာခဲ့ပါတယ်။အရင်ကလည်းကိုရှိုင်းစုံကမွေးရမျိုးကိုပြန်ဖို့အတွက်ငွေ၁၀သိန်းကျော် ော်ကိုဆူထားခဲ့ပူပါတယ်။မချစ်မဲ့ပဲငင်းလင်းလှုပ်တဲ့အချိန်မှာတော့ရွာကမပြောင်းပြစ်တော့ပဲဆူထားတဲ့ငွေတွေကိုရေကဲကြောင်းတွေဝယ်ပြီးတော့လှုပ်လိုက်ပါတော့တယ်။စေတနာအကျိုးပေးကြောင်းပဲအခုတော့ကိုဆိုင်စော်ကမွေးရမြစ်စားတွေကိုပြန်လာခွင့်ရတယ်လို့စံစီစားတွေကိုပါလှုပ်ခွင့်ရရှိသွားခဲ့ပါပြီ။ငင်းလင်းလှုပ်ပြီးကတည်းကကိုဆိုင်စော်က Brighter အလုပ်တွေကိုပဲဇက်တိုက်လုပ်နေပြီးတော့သူ့အတွက်ရေကဲဆက်အရင်နှစ်ထောင်မိမဲ့သူတွေလည်းရှိနေပါတယ်။တငယ်ချင်းဖြစ်တဲ့ကိုကြည်ဦးနဲ့အတူ Brighter အလုပ်တွေကိုလုပ်နေတဲ့ကိုဆိုင်စော်ရဲ့ဘဝကတော့လာပိုင်းအတွက်မှရင်ပြည့်စုံလာခင်ပါတယ်။ ဖြူစင်းနဲ့ဆင်းရဲနဲ့ရေကဲတုပ်တွေလှူဒန်းခဲ့တာကြောင့်ဒီဘဝမှာရေကျိုးဆယ်ပါးကမတောင်းမဲ့ပြေနေပါပြီ။ကိုရှိုင်းစော်ကလှူဒန်းနေပေမဲ့သူ့စီမှာလည်းမလျော့သွားပဲဒီထက်မကပိုတိုးလာတာကတော့ထူးခြားမှုတစ်ခုပဲဖြစ်ပါတယ်။စေနကက်ကကြံ့ဝတ်ရှိပေမဲ့လည်းဇာတိရွာကိုလှူဒန်းပေးစင်တာကြောင့်စေနကက်ရောင်းလိုက်ရတဲ့ကိုရှိုင်းစော်ရဲ့စိတ်ဓာတ်ကိုပရိသတ်ကြီးတို့ရောသဘောကျရလားဆိုတော့ကိုမမပြောခဲ့ပါဘူးနော်။ကြီးစုအားပေးခဲ့ကြတဲ့တော်လည်းကြီးစုတင်ပါတယ်ရှင်။